အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Trump ဟာရသက်တပ်ပေါင်းများစွာရုရှားနဲ့ Ukraine စစ်ပွဲအဆုံးသတ်ရေးကိုသူဒုတိယအကြိမ်သမ္မတဖြစ်လာကတည်းကစူးစမ်းနေခဲ့ပြီးအခုတော့သူဟာရုရှားသမ္မတပူတင်ကိုလွန်စွာ စိတ်ဆိုးပြီးအမျက်ဒေါသအလွန်ထွက်နေပြီးအရန်ကိုစိတ်ဆိုးနေကြောင်း BBC သတင်းဌာနကိုမတ်လ31 2025မှာရှင်းဖွင့်သွားပါတယ်။သတင်းအပြည့်စုံကတော့ BBC သတင်းဌာနကိုသမ္မတထရမ်ကယူကရိန်းသမ္မတရဲ့အခုယုံကြည်စိတ်ချရမှုကိုရုရှားကနေတိုက်ခိုက်လိုက်တဲ့အတွက်သူဟာအလွန်စိတ်ဆိုးဒေါသထွက်နေပြီးရုရှားဟာအပြစ်ခတ်ရစဲရေးကို မလုပ်ဘူးဆိုပါကရုရှားကနေပြီးတော့တင်ပို့တဲ့ ရေနံတွေကိုဝယ်ယူအားပေးတဲ့နိုင်ငံတွေအပေါ်အခွန်50ရာခိုင်နှုန်းထိတိုးမြှင့်ကောက်ခံသွားမယ်လို့ရုရှားနဲ့စီးပွားရေးလုပ်နေတဲ့မဟာမိတ်နိုင်ငံတွေကိုထရမ့်ကချိန်ချောက်လိုက်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကရုရှားသမ္မတဟာ UN ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ယူကရိန်းကိုလာပြီးတော့ရွေးကောက်ပွဲပြုလုပ်ခဲ့ရင်ငြိမ်းချမ်းရေးစကားစတင်မယ်လို့ပြောခဲ့တာရှိပါတယ်။အခုသမ္မတထရမ့်ရဲ့မှတ်ချက်တွေဟာ ရုရှားသမ္မတပူတင်အတွက်သဘောထားပြောင်းလဲချက်တစ်ခုဖြစ်စေခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်လခွဲအတွင်းသမ္မတထရမ့်ဟာယူကရိန်းသမ္မတဇယ်လန်စကီကိုများစွာပြစ်တင်ဝေဖန်ခဲ့ပြီးနားလည်မှုများစွာရယူတောင်းဆိုခဲ့ပါတယ်။တင်းနှင်းတွေနေ့ကလည်းယူကရိန်းသမ္မတဟာအမေရိကကိုမြေရှားတပ်ထုတူဖော်ခွင့်မပေးရအောင်စစ်မြေပြင်ငြိမ်းချမ်းရေးစကားပွဲနောက်ကိုဆုတ်ခွာသွားသည်ဟုပြစ်တင်ဝေဖန်လိုက်ပြီး ရှေ့လျှောက်ပြဿနာများစွာရင်ဆိုင်ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တချိန်တည်းမှာပဲရုရှားသမ္မတကိုချော့မော့ပြီးရုရှားတောင်းဆိုမှုတွေကိုတော်တော်များများသူကလက်ခံခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေကတော့သမ္မတထရန့်ဟာရုရှားဘက်ကိုအရန်မျက်နှာတိုက်နေတယ်လို့ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့တင်းနှင်းတွေက သမ္မတထရန့်ရဲ့သဘောကတော့ရုရှားဘော်ကနေထွက်ခွာသွားမဲ့ပုံရပါတယ်။အဲ့ဒီလိုဒေါသအိုးပေါက်ွဲပြီးရုရှားသမ္မတနဲ့ ရုရှားနိုင်ငံကိုအခုလို Trump အနေနဲ့ချင်းချောက်ပြောဆိုလိုက်ခြင်းဟာဒါဟာပထမဆုံးအကြိမ်ဖြစ်ပြီးတန်တမာရေးရာတွေကိုမော်စကိုတရားရုံးပေါ်သို့ပြစ်တင်လိုက်သလိုပါပဲ NBC သတင်းဌာနနဲ့လည်း7မိနစ်ခန့် interview လုပ်ရမှာတော့သမ္မတ Trump ကသူဟာ Ukraine သမ္မတဟာစစ်အာဏာရှင်တဦးဖြစ်ကြောင်းသူဟာ Ukraine နိုင်ငံမှာရွေးကောက်ပွဲပြုလုပ်ပေးရန်စူးစမ်းနေချိန်မှာရုရှားအနေနဲ့ Ukraine သမ္မတရဲ့လက်လျောညှိထွေပြုမှုချက်တွေကို ဝေဖန်ပြီးတိုက်ခတ်မှုတွေပြုလုပ်လိုက်တဲ့အတွက်အလွန်အမင်းစိတ်ဆိုးဒေါသအမျက်ထွက်နေကြောင်းပြောခဲ့ပါတယ်။ကျွန်တော်လက်နဲ့ရေးတာကိုပူတင်ကခြေနဲ့ဖျက်လိုက်ခြင်းပဲဖြစ်ကြောင်းထရမ့်ကမီဒီယာတွေကို ပြောပါတယ်။ပြီးတော့သူအခုလိုဒေါသထွက်နေတာကိုရုရှားရဲ့ခရမလင်နန်းတော်ကနေသူတို့ကြားမှာဖြစ်ကြောင်းလို့သူယုံကြည်ကြောင်းသူဒေါသကိုရုရှားကဖြစ်ရန် နီလန်တလန်တဲရှိပြီးတော့အဲ့ဒီနီလန်က ဆိုရင်တော့သူတောင်းဆိုထားတဲ့မှန်ကန်တဲ့လုပ်ရက်ကိုရုရှားက ပြုလုပ်သက်သေပြသွားဖို့ပဲလို့ဆက်ပြောပါတယ်။ဒါပေမဲ့ပူတင်ကငြိမ်းချမ်းရေးဆက်မလုပ်ဘူးဆိုရင်တော့ထရမ့်ကသူဟာရုရှားရဲ့စီးပွားရေးကို တိုက်ခိုက်ထိုးနှက်သွားမယ်လို့ပြောပါတယ်။ဆိုလိုတာကတော့ရုရှားရဲ့ရေနံတင်သွင်းမှုကုန်တွေအပေါ်90ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားပြီးသူမဆကျင်တဲ့ကုန်သွယ်ရေးစစ်ပွဲစတင်ရလိမ့်မယ်လို့ပြောပါတယ်။အဲ့ဒီအတွက်ရုရှားကိုသူတလားတိတိစဉ်းစားရန်အချိန်ပေးလိုက်ပါပြီ အဲ့ဒီကြောင့်ရင်တော့ရုရှားရဲ့ရေနံတွေကိုအကြီးကဝယ်ယူနေတဲ့တရုတ်နဲ့အိန္ဒိယတို့ကိုပါစီးပွားရေးစစ်ပွဲအနေနဲ့သူတို့အမေရိကကိုတင်သွင်းနေတာမှန်သမျှကို50ရာခိုင်နှုန်းအခွန်တိုးကောက်သွားမယ်လို့ထရမ့်ကပြောပါတယ်။ဇယ်လန်စကီကပြောတာကတော့ရုရှားဟာစစ်ငြိမ်းချမ်းရေးကိုအလိုမရှိဘဲစစ်ပွဲကိုဆက်လက်ရှေရှားအောင်ဤမျိုးစုံနဲ့ဆွဲဆက်နေတာဖြစ်ကြောင်းပြောသွားပါတယ်။အဲ့ဒီလိုပြုမူနေတာအနေရအလိုများကြောင့်သူကတော့စစ်ပွဲကိုအမြန်ရပ်တန့်ဖို့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့အသင့်ဖြစ်နေကြောင်းပြောပါတယ်။ရုရှားကဆက်ပြောတာကတော့ယူကရိန်းသမ္မတအခါသူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးသွားပြီးရွေးကောက်ပွဲထပ်မလုပ်ဘဲအာဏာဆက်ယူထားသောကြောင့်ရုရှားအနေနဲ့သူ့ကိုယူကရိန်းရဲ့ခေါင်းဆောင်ဖြစ်အတိအမှန်မပြုနိုင်သလိုငြိမ်းချမ်းရေးအတွက်လည်းသူနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးဟုပြောသွားပါတယ်။အဲ့ဒီတော့ဇယ်လန်စကီကရွေးကောက်ပွဲအခုမလုပ်နိုင်တာဟာယူကရိန်းနဲ့ရုရှားစစ်ပွဲကြောင့်ယူကရိန်းနိုင်ငံသား စုစုပေါင်း9တန်းလောက်ဟာပြည်ပနိုင်ငံတွေမှာစစ်ရှောင်နေရပြီးတိမ်ပေါင်းများစွာသောစစ်သားတွေဟာရှေ့တန်းမှာစစ်တိုက်နေရနေရတာတွေကြောင့်စစ်ပွဲမှာသူတို့ပြန်လာနိုင်ပြီးရွေးကောက်ပွဲလုပ်နိုင်ဖို့အခြေအနေရှိကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။ရုရှားဟာယူကရိန်းကို2012ဖေဖော်ဝါရီမှာကတည်းကအင်အားပြည့်သုံးပြီးစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအခုဆိုရင်ယူကရိန်းရဲ့၂၀ရာခိုင်နှုန်းကိုသိမ်းပိုက်နိုင်ခဲ့ပါပြီ။ ယူကရိန်းအရက်သားနဲ့ပြည်သူတွေစုစုပေါင်းဒီနေ့ထိတသိန်းလောက်ဟာဆိုရင်လေလေးနှစ်အတွင်းမှာစစ်ပွဲအတွင်းအသက်တွေပြီးခဲ့ရပါပြီ။စစ်ရေးလေလာမှတ်တမ်းတင်သူတွေက BBC ဌာနကိုသတင်းပေးပို့ခဲ့ပါတယ်။ဒီနေ့ကလေးနေ့မှာပဲ BBC ကို Trump ကထပ်ပြောတာက သူနောက်ပြောတာမဟုတ်ပါဘူး။ပြည်သူတွေကသူ့ကိုဒီလေးနှစ်သမရတက်တန်းကုန်ရင်တတရအကျဉ်းသမရဆက်လုပ်ခွင့် ဆက်လုပ်ရန်တောင်းဆိုတာတွေရှိခဲ့ကြောင်းသူ့အနေနဲ့လုပ်ပေးခြင်းပေမဲ့လုပ်မှာမဟုတ်ကြောင်းဖွဲ့စည်းပုံဥပဒေအရလည်းခွင့်ပြုထားခြင်းမရှိကြောင်းပြန်လည်ပြောကြားလိုက်ပြီးအခု၄နှစ်အတွင်းမှာသူအမေရိကကိုအကောင်းဆုံးဖြစ်အောင်နဲ့ကမ္ဘာနံပါတ်၁ပြန်ဖြစ်အောင်ပြုလုပ်သွားမှာဖြစ်ကြောင်းအီရန်နိုင်ငံကိုလည်းနျူကလ িয়ার ထုတ်လုပ်မှုတွေရပ်တန်းကမရပ်ရင်အမေရိကကနေဘုံတွေရောက်လာလိမ့်မယ်လို့သူသတင်းပေးထားကြောင်းပြောသွားခဲ့ပြီးအီရန်သမ္မတမာဆုဒ်ကတော့ အမေရိကနဲ့ direct ပြောလို့ချင်းမရှိကြောင်းဂျာခန်တခုအနေနဲ့ပြောလာရင်တော့ပြန်တဲ့စကားပြောမှာဖြစ်ကြောင်းပြောသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့ရီမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permiss USA News YouTube channel လေးကိုတိုက်နှစ်သက်ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye